ဲ့တော့ဖဖဖဆိုတာလေးကိုနော်ဘာတိုးကျင်တာလဲဆိုတော့ရပင်းလေးရရက်လေးတိုးကျင်တာနော်ဖရဲဆိုတာကဖြဖြစ်မှာပေါ့အဲ့တော့နောက်တစ်ခါဖဆိုလို့ရှိရင် ဖြဖြစ်မှာပေါ့ဖရမှာသိပေါ်ဘူးပေါ်ကြမှာပေါ်မှာနော်ဖြတယ်ရပင်းဖြတ် ရပင်းပြတော့ဟိုသေးသွယ်တဲ့သဘောမျိုးပြောပါတယ်။တန်းဟူတန်းဖြာတော့ဘာလို့လဲဖြာပေါ့နော်။ဖြာပြလေးဆိုတဲ့ဟာကိုပြောပါတယ်။ဒါမဲ့ဟိုရရဲ့ဖြာနဲ့ဆက်ဆက်ဖို့ဟာတခါတခါကြတော့ဟိုပေါ်လွင်လာနည်းနည်းခဲရင်တော့ပေါ့နော်။ဖြာတယ်။ညညာဖြာပြတော့ဘာလို့မှသုံးပါလဲ။ဟိုညညာဖြာပြတော့သုံးပါလဲ။အဲ့တော့ ဘယ်မှာပို့ပေါ်လဲဆိုဖြာဆိုတာလေးနော်ရပင်းဖြာနဲ့ရရဖြာရပင်းဖြာရရဖြာဝါဆွဲဖွာတုံးခုမှာပေါ်ရပြနော်အဲ့တော့ဖြာဖြာဆိုရင်လည်းပဲရပင်းမှာဖြာဖြာဖြာလဲစဉ်းစားလို့ရပါလေရရင်မရရင်မှာလဲဖြာဖြာဖြာစဉ်းစားမစဉ်းစားလို့ရတာပေါ့ဒါမဲ့နည်းနည်းပေါ်ရမယ်ထင်တဲ့ဟာလေးကိုဟိုပြောပြ ဲ့ဒါပါလဲဆိုတော့ဖြာရဲ့သဘောလေးရပင်းဖြာနဲ့ရရဲ့ဖြာဒါကသူဥပရိတာလေးလဲဝင်တယ်ရပင်းဖြာရရဲ့ဖြာရပင်းဖြာကလည်းနော်ဆက်ဆက်တဲ့သဘောပါပဲရပင်းဖြာဆက်ဆက်တာရရဲ့ဖြာကလည်းဆက်ဆက်တာပဲဒါပေမဲ့ရပင်းဖြာဆက်ဆက်တာပဲ ရရဖြာလဲဆက်သက်တာပဲဝါဆွဲလေးနဲ့ဖွာလဲဆက်သက်တာပဲသို့တော့ဘယ်လို꽈ချသွားလဲဆိုတော့ရပင်းဖြာဆိုတာဆက်ဆက်တယ်ဒါပြင်မဲ့ရပင်းဖြာရဲ့သဘောကရပင်းရဲ့သဘောအရာမခွဲမခွာဆက်ဆက်တာမခွဲမခွာဆက်ဆက်တာအဲ့ဒါရပင်းဖြာတွားဘလောက်ဆ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 က်မခွဲတော့ဘူးနော်ဥပမာဖြင့် ဖြာကိုရက်လိုက်တယ်အခုတယောက်အိတ်ဖြာအရွယ်စားပဲထားပါတော့ဖြာရက်ဆက်ဆက်လိုက်တယ်နောက်ကြီးကြီးလို့ဝင်ဆိုတော့လေရက်ရပင်းဖြာနေပဲဖြာမှာပဲတခုနဲ့တခုဒီနှီးလေးတွေကမကွဲဘူးလေမကွဲဘူးနှီးလေးတွေမကွဲဘူးနဲ့ဆက်သက်တာမကွဲမကွာဆက်ဆက်တာရပင်းဖြာပေါ့ကြီးကျင်တော့တော့ကြီးမှာပေါ့နော်အခုကိုတတ်နိုင်များကိုမလို့ရင် တယောက်အိတ်ဖြာရှိမယ်ဓမ္မမဟုတ်ခြင်းဖင်တိုင်ရတဲ့ဖြာလေးပဲလုတ်ချင်လို့မယ်သေးသေးလေးလေးဖြာမှာပေါ့တယောက်အိတ်ဖြာလေးလည်းလုတ်ချင်လို့မယ်နှစ်ယောက်အိတ်ဖြာလည်းလုတ်ချင်လို့မယ်ဟုတ်တယ်မလားဒါပေမဲ့အခုအတုံးချတဲ့ဟာတော့တယောက်အိတ်နှစ်ယောက်အိတ်လောက်ပဲရှိတာပါနော်မိသားစုတစ်ခုလုံးအိတ်ဖို့ဖြာကြီးတော့လည်းပဲဘယ်ဘူးမှမရကြသေးဘူးပေါ့နော်တကယ်လို့လိုအိမ်ရရမှာပေါ့နော်လိုအဲ့လို့ရှိရင်တော့တယောက် မိသားစုတစ်ခုလုံးကဲမှားမယ်မဟုတ်ပြကဲကျွန်တော်တို့ကမိသားစုတစ်ခုလုံးပဲအိတ်ထင်တာပါအဲ့တော့ဖျားအကြီးကြီးတော့ပြီပါဆိုအခုနှစ်ယောက်အိတ်ဖျားရဲ့၄၅ဆလောက်လှုပ်ပြီးတော့လဲလှုပ်လို့ရတာပေါ့တေချာတာတော့မကွဲတော့ဒီနှီးချောင်းလေးတွေနှီးပြားလေးတွေတစ်ခုနဲ့တစ်ခုတော့မကွဲရဘူးလေကွဲရင်တော့ຢာပင်းမဟုတ်တော့ဘူးအဲ့တော့ကွဲရင်ဘာဖြစ်သွားမလဲရရဖျားဖြစ်သွားမယ် ရရည်ဖြားစွာဖြားထွက်သွားတာเนาะအကိုင်းတွေပါဒီဖြားထွက်သွားတယ်ဆိုတာဒါပေမဲ့ဖြားထွက်တယ်ဆိုတာမူရင်းကိုတော့ခွာမသွားပါဘူးเนาะသို့တော့အကိုင်းတွေပါဒီပွားပြီးတော့ဖြားထွက်သွားတာပဲရှိမယ်ဘလောက်ပဲဖြားထွက်ဖြားထွက်အပင်မှာတော့အကိုင်းကရှိနေမြဲပေါ့အဲ့ဒီကနေဆက်တော့ဆက်သက်နေတာပဲပေါ့เนาะသို့တော့ ဖြာပြီးတော့ထားမယ်နေအောင်ကြည်တွေပါလေဖြာသွားတဲ့ဖြာပဲเนาะအဲ့ဖြာစားမြို့မြို့ပြန်သွားတဲ့ဟာဒါဖြာလို့ခေါ်တယ်အဲ့တော့ဖြာဆိုတာရပင်းဖြာလေးကမခွဲမခွာတွဲလျက်ဆက်ဆိုင်နေเนาะရရဲ့ဖြာက မခွဲမခွာတွဲအတီတွဲလျက်နေပြီမဲ့သူကပြန့်သွားတယ်ဖြန့်သွားတယ်အဝေးကိုရောက်သွားတယ်ဆိုတော့သဘောရတယ် ရရည်ဖြာပြင်ဝါဆွဲနေကြတော့ပို့ပြီးတော့မှခွာသွားတယ်ဆိုတော့မှနော်ဟောအဝေးကြီးမို့ရင်တော့အနီးနားမှာခွာသွားတယ်နော်တခါလေဒီလိုပဲခွာသွားတဲ့စားဘေးကိုစင်ထွက်သွားတဲ့သဘောတော့ပါတာပေါ့နော်အဲ့လိုအဲ့လိုရှိတယ်ဒါကြောင့်မို့ဖြာဆိုတဲ့ဟာလေးနော်ဖြာဆိုတဲ့ဟာမှာ ခုခုနပြောလို့ဖဖဖဖကနေပြီးတော့ဖရဲဖရဲဖရဲဆိုတာဖရဲဆိုတယ်ပဲဖလေတဲ့သဘောနဲ့နဲ့ဖရဲဆိုစကားကိုအမျိုးမျိုးအဖုံဖုံဖလေပြီးတော့မှပြောတာဟာဖတာပါပဲနောက်သောသားပြောလို့ဒီလိုလေးမြောက်ကြည့်လိုက်သူကြိုက်မလားလို့ပြောကြည့်လိုက်မကြိုက်ရင်တမျိုးပြောင်းပြီးတော့ပြောမှာပေါ့ ဒါဒါမှမကြိုက်သေးနောက်တစ်မျိုးပြောင်းပြောင်းမှာပေါ့အဲ့တော့ဖတယ်ဆိုတာအဲ့လိုဖြစ်တာမျိုးပဲဖာကြတော့အိဖတာတဲ့ပို့ပြီးတော့အာကြည့်တယ်လေဖာလာကြတော့တစ်မျိုးပြောကြည့်မယ်မကြိုက်ဘူးနောက်တစ်မျိုးပြောမယ်မကြိုက်ဘူးနောက်မျိုးဒီလိုဖြစ်မယ်ဖာလာတဲ့မှာအာကြည့်ရင်တော့ဖာလာပဲဖြစ်မှာပေါ့ဖာလာဆိုတော့နိကပ်ပြီးတော့မှအမျိုးမျိုးဖုံဖုံ ပြောတော်မှာပေါ့နော်ဖားဆိုတာကတော့ဘာဖြစ်လဲမကြီးရင်ပိုးတောင်ဆက်ဆက်လာအောင်မယ်နော်ဟိုကြီးတဲ့ဟာမှမှအကုန်လုံးရောနှောဆက်ဆက်ပြီးတော့မှဖားတာမျိုးဖြစ်သွားမယ်ဖားဆိုတာတစ်ခုနဲ့တစ်ခုဒါကြောင့်မို့ဟိုထားပါတော့ဟိုမြေကြီးနဲ့တွဲတွဲပြီးတော့တစ်ပင်နဲ့တွဲတွဲပြီးတော့အထူးသဖြင့်တော့မြေကြီးနဲ့တွဲတွဲနေတဲ့ကောင်းနော် ဒါလည်းဖားခေါ်ခြင်းခေါ်မှာပေါ့နော်နောက်တစ်ခါကျတော့ဒီကောင်ကတခုနဲ့တခုဆက်ဆက်ပြီးတော့ကြီးကြီးမားမားဖြစ်သွားတဲ့ခါကျတော့သူ့လည်းဖားခေါ်တာတော့ဘာလို့ဖြစ်မှာပေါ့နော်ဟုတ်တယ်မလားနောက်တစ်ခုခေါ်မှာအဲအိမ်နေပါတယ်မှာနော်တခုနဲ့တခုဆက်ဆက်ဖို့နေရာမှာကြားထဲမှာဆက်သွယ်ပြီးတဲ့ဟာလေးကိုဖားလို့ခေါ်မလားဖားခံတယ်ဖား ဖားလို့ဖားတုံးလေးလို့အဲအဲအဲ့လိုမျိုးလေးတွေရှိတယ်။အဲကြောင့်မို့ဖားဖားဖားဘောဒီနေ့ကတော့ဖားရဲ့ဖားရဲ့ဖားရဲ့ဆိုတာလေးပဲအဲပြောမယ်နော်ခုနကြားဆက်ပြီးတော့ဖားတာနဲ့ဖြာနဲ့ဘောရောဖြာနဲ့လည်းပဲဆက်ဆံပါဘောအကိုင်းဖြာတယ်ဆိုတဲ့ဟာမျိုးနော်အေးဒီတိုင်းနည်းနည်းလေးဆက်လိုက်ဖြာတယ် ဖျားတဲ့ရာပင်းကလည်းဖျားတာပဲနော်ဇာဆက်ဆက်တာပဲရာပင်းဖျားရရဖျားဟောသူလည်းဆက်ဆက်တာပဲနော်ရာပင်းဖျားဆိုတာခုမှအဲဒီဖျားတယ်ဆိုတော့အပူတွေပါတယ်တခါတည်းတခါတည်းဆက်ဆက်ပြီးတော့နေတဲ့ဟာဖျားတာပေါ့ဖျားဆိုအဝေးကိုမရောက်ဘဲနဲ့တက်နေတာဒါကြောင့်အဖျားတက်တဲ့ဟာညာဆိုတဲ့ဟာလည်းပဲဖျားပေါ့ အပူတွေတက်တယ်ဆိုတော့လေဖြားပေါ့ရရရဖြားကတော့เนาะရရဖြားဆိုတာတော့ဆက်တော့ဆက်ဆက်တာပဲဒါပေမဲ့ဆက်ဆက်တယ်ဆိုပြီးတော့သူကဘယ်ဟာမှတော့လဲဖြားရောင်းတယ်ဆိုပြီးတော့ဟုတ်တယ်မလားဖြားရောင်းတယ်ဆိုပြီးတော့ကိုယ့်ဘက်ကိုမပါပါအောင်ဆွဲပြီးတော့မှဝေးရောင်းတာဆွဲတာဖြားရောင်းတာပေါ့เนาะခွာကြတော့ပူဆိုးသွားမှာပေါ့ခွာကြတော့เนาะ ခုနဟိုခုနဆန်ဒီပါတဲ့စုပ်ဖွားဖြစ်နေတဲ့ဟာမျိုးအဝတ်တွေပါတဲ့မှာဖွားဆိုတဲ့ဟာမျိုး စုပ်ဖွားဖြစ်နေတာမျိုးဖွားနေတာမျိုးပေါ့နော်အဲ့ဒါ